မွေးကင်းစကလေးငယ်တွေနဲ့အတူတစ်တော့ဆိုရင်နာမည်ကြီးလာတဲ့ပြည်မျိုးကထူးခြားတဲ့တားဖွားဆရာဝန်လေး ။ကြောက်ပေါ်မှာနာမည်ကြီးနေတာကတော့ရုပ်ရည်ချောမောလာပါတဲ့တာဖာမီရဲ့ဆရာဝန်လေးဒေါက်တာဖြိုးလင်းထုဖြစ်ပါတယ်။ဒေါက်တာဖြိုးလင်းထုဟာသူ့မွေးပေးတဲ့ကလေးငယ်တွေကိုချီပြီးတော့ကလေးငယ်လေးတွေရဲ့အနာဂတ်ဘဝအရှိရေးကောင်းစားအောင်အတိတ်နမိတ်ကောင်းအောင်အစိုးရမနောရဲ့ပြိုတိုင်းကြိုက်တဲ့နင်းစီကိုင်းတချင်းနဲ့တတော်ဆော့ပေးရင်တဲ့ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကိုရရှိနေပါတယ်။အထူးသဖြင့်တော့ဒေါက်တာဖြိုးလင်းထုခေါ်ကိုကမိန်းကလေးတွေသဘောကျရတဲ့အကျဉ်းသားတဲ့ဥပရိယကိုပိုင်ဆိုင်ထားတာဖြစ်တယ်လို့စိတ်သဘောထားကောင်းက လေးချစ်တတ်တာကြောင့်လည်းတိကျတူခင်မှာနာမည်ကြီးနေရာဖြစ်ပါတယ်။ညသောအဖြစ်တော့အခုခေတ်မှာဆရာဝန်တွေသူနာပြုတွေဆိုတော့စေတနာမြတ်တာတွေတက်အတပြားဆရာဝန်တွေဖြစ်ကုန်ကြပါတယ်။တော်ယုံတန်ယုံစေယုံတွေမှာသူနာပြုဆရာဝန်တွေဟာလူနာတွေကိုပိတ်ဟောက်လွန်လို့ယောဂဝေဒနာခံစားနေရတဲ့လူနာတွေခင်ဗျစိတ်ဆင်းရဲကိုဆင်းရဲနဲ့လန့်ဖြတ်သွားကြရပါတယ်။ဒါပေမဲ့လည်းဒေါက်တာဖြိုးလင်းသူကတော့သူကုပေးတဲ့လူနာတွေကိုသူ့ရဲ့နူးညံ့တဲ့စကားအသံတွေအပြုံးချိုချိုလေးတွေနဲ့စိတ်ချမ်းသာစေခဲ့ရပါ။အထူးသဖြင့် ာဒေါက်တာဖြိုးလင်းသူဟာတာဖွားနဲ့မိရဲ့ဆရာဝန်တယောက်ဖြစ်ပြီးတော့ကလေးချစ်တတ်တဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်ဒေါက်တာဖြိုးလင်းသူနဲ့ကလေးမွေးဖွားရတဲ့ကိုဝင်ဆောင်မိခင်တွေဟာစိတ်ချမ်းသာမှုလုံခြုံမှုအပြည့်အဝခံစားရစေတယ်လို့သိရပါတယ်။ ဒါအပြင်ဒေါက်တာဖြိုးလင်းထုကဆင်းရဲနှံပါတဲ့ကိုဝင်ဆောင်ကလေးမိခင်တွေကိုလည်းတနိုင်သမျှတာဝန်ယူဆောင်ရှောက်ကစီကူတာမှုပေးနေရဖြစ်ပါတယ်။ဒါတိမ်မကသေးပါဘူး။ဒေါက်တာဖြိုးလင်းထုဟာသူ့ရဲ့စီကံအဖွဲ့သားတွေ၊သူနာပြုတွေ၊လောဘကံပတ်ဆရာဝန်တွေနဲ့အတူပရိုက်တာလုပ်တာတွေ၊ဝေးလံခေါင်ဖျားတဲ့ကျေးလက်ဆေးပေးကန်လေးတွေကိုတွားရောက်ပြီးတော့အခမဲ့စီကူတာမှုတွေလည်းပေးပါသေးတယ်။အခုလောလောဆယ်မှာတော့ဒေါက်တာဖြိုးလင်းထုဟာပြည်မျိုးမှာတန်လွင်အထူးကုဆေးရုံမှာတာဖွားမီရဲနဲ့ကလေးအထူးကုဆရာဝန်ဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ ဒါအပြင်ဒေါက်တာဖြိုးလင်းတူးဟာရွှေတောင်မြို့နွားမယံ14ဆေးမှာစေကန်တခုနဲ့အတူပြည်မျိုးကဇော်စေကန်မှာလည်းထိုင်ပြီးရလို့သိရပါတယ်။ပြည်မျိုးတဝိုက်မှာတော့ကိုဝင်ဆောင်မိခင်တွေကလေးမိခင်တွေဟာရုပ်လဲချောသဘောလေးကောင်းစကားလဲချောတာစွာပြောတတ်တဲ့အိုကြီးဆရာဝန်ဒေါက်တာဖြိုးလင်းတူးနဲ့ကုသမှုခံယူရလို့အားလုံးစိတ်ချမ်းမြေ့ကြရပါတယ်။ဒါကြောင့်လည်းဆရာဝန်ချောချောလေးဒေါက်တာဖြိုးလင်းတူးရဲ့အင်တာနက်ဆာမျက်နှာအကောင့်တွေမှာကျေးဇူးတင်စကားလာလာပြောကြတာကိုတွေ့ရပါတယ်။အခုလက်တော်တစ်တော့မှာရုပ်ရည်ချောမောလာပပြီးတော့ စိတ်ထားကောင်းတဲ့ OG ဆရာဝန်ဒေါက်တာဖြိုးလင်းသူနာမည်ကြီးလာရတဲ့အဓိကအကြောင်းရင်းကမနောတချင်းကြောင့်လို့သိရပါတယ်။အခုလက်တလော အသိနမိတ်ကောင်းလို့အားလုံးကလည်းသဘောကျကြတယ်။အမေမွေးကလေးကအငါကန်ကောင်းနေငွေကြေးတွတ်တော့မပူရဘူးကွယ်။လိုဂျင်နာရီအကုန်လုံးငါရရှိတယ်။စတဲ့မနောရဲ့ပြိုတိုင်းကြိုက်တဲ့နင်းစီကိုင်းတချင်းနဲ့ဒေါက်တာဖြိုးလင်းသူကတစ်တော်စော်ခဲ့ရပါ တတော်စောတဲ့နေရာမှာလည်းသူ့မွေးပေးထားတဲ့ချစ်စရာကလေးငယ်လေးတွေကိုချီပြီးတော့တတော်စောခဲ့ရကြအောင်အားလုံးကလည်းအတိတ်နမိတ်ကောင်းတဲ့တခြင်းနဲ့အတူဆရာဝန်စောစောလေးဖြစ်တာကြောင့်တတော်တခင်မှာတတော်လေးနာမည်ကြီးနေတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစိတ်သဘောထားကောင်းတဲ့ဒေါက်တာဖြိုးလင်းထူးကိုဘယ်လိုမျိုးမြင်ကြပါသလဲဒေါက်တာဖြိုးလင်းထူးနဲ့အပြင်မှာရောစုံဘူးကြပါသလားဆိုတာပြောသွားခဲ့ပါအောင်ရှင်